တရားဥပဒေစိုးမိုးမှုအပိုင်းအတွက်လည်း2023ခုနှစ်တစ်ဆယ်နှစ်ကိုဆက်စင်ရည်အပြည့်ရရှိလာသောထိန်းချုပ်နယ်မြေများတွင်ကိုပိုင်ရဲတပ်ဖွဲ့ထားရှိသည်ကိုတွေ့ရသည်ထိုဝန်ဆောင်မှုအတွက်ကျင့်တဲ့အားရကြောင်းကြောက်တော်မျိုးကအမျိုးသမီးတူက Development Media Group နဲ့ interview တွင်ပြောကြားခဲ့သည်ညာပိုင်းကျရင်ရက်ကွက်လမ်းတွေမှာကင်းဆောင်ပြီးတယ်ကင်းလဲပြီးတယ်အချိန်မတော်အရက်ဒီစာတောက်စားမူးရစ်ပြီးတွာလာနေသူတွေကိုထိန်းသိမ်းပြီးအရေးယူတာတွေရှိတယ်ဒီလိုမျိုးလှုပ်ပေးနေတော့ကျမတို့အတွက်ပိုပြီးလုံခြုံမှုရှိတယ်ဟုသူကပြောသည် ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ပုဒ်ကတော့မြန်မာနောက်မှာစောင်းပါရှင်တစ်လွင် ရေးသားတဲ့ရခိုင်ပြည်နယ်ဤပထမဆုံးတရားဝင်အစိုးရဖြစ်လာနိုင်သော ULAA ဆိုတဲ့စောင်းပါပဲဖြစ်ပါတယ် ULAA သည်ရခိုင်ဒေသတွင်ဒီဗက်တိုအစိုးရပုံစံကြင်ကြံဆောင်ရွက်လာသည်တစ်ဖက်တွင်လည်းပြည်တွင်းပြည်ပထိတွေ့ဆက်ဆံမှုအပိုင်းအကောင်းလာကဒေဂျိုရင်းအစိုးရတပ်ဖွဲ့ဖြစ်နေသည် ရခိုင်ပြည်နယ်အတွင်းမြို့အများစုကိုသိမ်းပိုက်ထားသောအော်ရခတ်တက်တော်အေအေသည်ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းတဖြည်းဖြည်းအားကောင်းလာသောတိုင်းဒေသလမ်းကိုင်အဖွဲ့ဖြစ်သည်ရခိုင်မျိုးချစ်လူငယ်တစုက2009ခုနှစ်ဧပြီလ10ရက်နေ့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ကူညီထောက်ပံ့မှုဖြင့်စတင်ဖွဲ့စည်းခဲ့သည်အေအေသည်ကချင်ပြည်နယ်နှင့်ရှမ်းမြောက်ပိုင်းတွင်2014ခုနှစ်အထိစစ်ရေးလှုပ်ရှားမှုများကိုရှုတ်ဝက်စွာတည်ဆောက်ခဲ့သည်2015ခုနှစ်နောက်ပိုင်းတွင်ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများစတင်ဖော်ဆောင်လာခဲ့ပြီး နိုင်ငံရေးဥဆောင်အဖွဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကို2016ခုနှစ်တွင်ဖွဲ့စည်းခဲ့သည် ULA AAE တိုင်းပြည်တိဆောက်ရေးလုပ်ငန်းစဉ်တိုင်းပြည်တစ်ခုတွင်အစိုးရတရက်ဖြစ်ရန်အခြေခံအားဖြင့်အချက်၄ချက်ရှိသည်၁လူဦးရေ၂ထိန်းချုပ်နယ်မြေ၃အစိုးရ၄အချုပ်အခြာအာဏာတို့ဖြစ်သည် state building တိဆောက်လို့သော AA အတွက်နိုင်ငံရေးလမ်းစဉ်မှာရခိတလမ်းစဉ်သဝေးအော့ရခိတဖြစ်သည်အတော်ကြောက်ပြောရရင်ရခိတလမ်းစဉ်ဆိုဒီမှာ အချုပ်ချအာဏာပိုင်သည့် Confederate ကိုတွားလိုသည်ဟုအတီလင်းကြေညာထားသောအော်ရခတ်တော်အတွက်ရင်းတို့နိုင်ငံရဲ့ရည်မှန်းချက်ရောက်ရှိရေးအလွန်ကရခိုင်မျိုးသားရေးဝါဒဖြစ်မောင်းနေမည်နီလန်းဖြစ်သည်ပထမဆုံး ULAA သည်ရခိုင်လူမှုထောက်ခံမှုရရှိရေးနယ်မြေစွန်းမိုးနိုင်ရေးအတွက်2015ခုနှစ်တွင်ရခိုင်လူမျိုးအများစုရှိရာရခိုင်ပြည်နယ်သို့စစ်ရေးအရာဝင်ရောက်ရန်ရှင်းပြည်နယ်တောင်ပိုင်းပလောဝမြို့မှစတင်ထိုးပေါက်လာခဲ့သည်အိန္ဒိယတွင် ULAA သည်နောင်တော်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs need to တရားဝင်မှု legitimacy ရရှိရေးအတွက်ဥပဒေပေါင်းအတင်းမှကြိုးပမ်းခဲ့သည်2012ခုနှစ်ကစတင်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အတူငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပါဝင်သည့်တိုင်းနိုင်ငံလုံးအပြည့်အစုံရေးဆွေးနွေးပွဲများတွင်လည်း2015ခုနှစ်အထိအခြားတိုင်းရင်းသားအဖွဲ့များ need to ပါဝင်ခဲ့သည်ထို့ပြည့်ရများမှထင်ရှားသောအချက်များဖြစ်သည်မိတို့ပင်ဖြစ်စေ2015ခုနှစ်စတင်ပါလ9ရက်နေ့တွင်ထိုကာလသမ္မတဦးသိန်းစိန်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ညှိနှိုင်းဆွေးနွေးပြီး တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် AA သည် MNDAA TNNA တို့နှင့်အတူရှန်ထားခြင်းခံခဲ့ရသည်2016ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သည့်အစိုးရတက်လာသောအခါတွင်လည်းဥပဒေပေါင်းအတွင်းမှငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့်တရားဝင်မှုရရှိရေးစွမ်းဆောင်မှုမှာမျှော်မှန်းသလောက်ခရီးမပေါက်ခဲ့ပြီထို့ကြောင့် ULAA သည် NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲအပြေချာကြမည်မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များနှင့်ဖွဲ့စည်းမည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တို့ဝင်ရောက်ခဲ့သည်ထို့သောအစိုးရနှင့်ဆွေးနွေးမှုများမှာအလုံးမဖြစ်သောကြောင့် ULAAD လမ်းနက်ကင်လမ်းစဉ်ဖြစ်တာတရားဝင်မှုရယူနိုင်ရန်ဆုံးဖြတ်ပြီး2019ခုနှစ်ဇန်နဝါရီ4ရက်မှစတင်ကရခိုင်မြောက်ပိုင်းရှိစစ်တပ်လက်အောက်ခံနေကြားဆောင်တပ်ဖွဲ့၄ခုကိုတပြိုင်နက်တိုက်ခိုက်ခဲ့သည်အစိုးရနှင့်စစ်တပ်က ULAAA ကိုရခိုင်ဒေသအင်တာနက်ကမ်းသတ်ရှင်အပါအဝင် ဖြတ်လေးဖြတ်စနစ်ဖြင့်ပိတ်ပင်တားဆီးခဲ့သည်အကျိုးဆက်အားဖြင့် AAD ရခိုင်ပြည်နယ်အတွင်းလူထုထောက်ခံမှုပုံမရရှိလာကထိုင်းချုပ်နယ်မြေတချို့ချဲ့ထွင်လာနိုင်ခဲ့သည် ULAAAE အစိုးရပုံစံဝန်ဆောင်မှုများအိနီယာတွင် ULAAAE ကရခိုင်ပြည်နယ်အတွင်းနေထိုင်သူများကိုနောင်တော် EAOs များဖြစ်ကြသော KNU KIA UWSA တပ်ဖွဲ့များကဲ့သို့ဇီဝအာဏာ Biopower Theory ကိုအသုံးပြုကအစိုးရတရက်အဖြစ်ဝန်ဆောင်မှု Service ပေးနိုင်ရန်ကြိုးပမ်းလာသည်ကိုလည်းတွေ့ရသည် ဇီဝအာနာဆိုဒီမှာလူတအူးတယောက်သို့မဟုတ်လူအုပ်စုတစုဤမွေးဖွားလာခြင်းမှာဆောက်၍တေဆုံးသည့်အထိအစိုးရသို့မဟုတ်အဖွဲ့အစည်းများကပြည်သူလူထုကိုဥတီသောစနစ်တကျထိမ့်ချုပ်ခြင်းအုပ်ချုပ်ခြင်းစသည့်အာနာအသင်တစ်ခုဖြစ်သည် EAU ဆောက်ကိုပြင်သစ်အတွေးကော်ပညာရှင်မီရှယ်ဖူဂော့ကတင်ပြခဲ့ပြီး၎င်းက Bio Power ဟုခေါ်သောခေတ်သစ်အုပ်ချုပ်ရေးစနစ်တွင်အစိုးရများသည့်၎င်းတို့၏လူဦးရေကိုကျန်းမာရေးပညာရေးလူမှုဖူလုံရေးတို့ဖြင့်ထိမ့်ချုပ်ရန်ကြိုးပမ်းလာသည်ဟုဆိုသည် ULAA က အစိုးရတရက်အနေနဲ့ပြည်သူလူထုဝန်ဆောင်မှုပေးခြင်းကို2020ပြည့်နှစ်ကိုဗစ်ကာလတွင်စတင်တွေ့ရှိလာရသည်သို့သောထိုကာလစစ်ရေးပြိပခအင်အားရင်းမြစ်နေပါမှုစသည့်အခြေအနေတို့ကြောင့်ကာကွယ်ဆေးကိုအကန့်အသတ်ဖြစ်သာထိုးပေးနိုင်ခဲ့သည်စေတနာအာရခပြည်သူအကျိုးပြုဆေးကမ်းများလည်းထိန်းချုပ်မြို့နယ်များတွင်ဖွင့်လှစ်ထားလျက်ရှိသည်2021ခုနှစ်အောက်တိုဘာလပိုင်းတွင် ULAA သည်အစိုးရတရက်၏အစိပ်ပိုင်းတစ်ခုဖြစ်သောတရားရေးဆိုင်ရာလုပ်ငန်းအတွက်ဥပဒေရေးဆွဲပြီးဖြစ်သည့်ဖြစ်ဝန်ဆောင်မှုပေးနိုင်ရန်တရားရေးဌာနကိုဖွင့်လှစ်ခဲ့သည် ULAAA တရားစီရင်ရေးစနစ်တွင်ကြေးရွာအုပ်စုအဆင့်တိုက်နေအဆင့်ခရိုင်အဆင့်စသည်ဖြင့်တတ်မှတ်ထားပြီးမတရားမှုအကြမ်းဖက်မှုခိုးမှုမြေယာပြဿနာအပြင်တရားရုံးဥပဒေအစုံးဖြတ်ခံယူရမည့်အမှုခင်းများအလုံးကို email telegram vk စသည့်လိပ်စာများမှတဆင့်တိုင်ကြားနိုင်ပါသည်ဟူ၍ AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခက Western News ကိုပြောကြားခဲ့သည်တရားဥပဒေစိုးမိုးမှုအပိုင်းအတွက်လည်း2023ခုနှစ်10နှစ်ခုဆစ်စင်၏အပြည့်ရရှိလာသောထိန်းချုပ်နယ်မြေများတွင် ကိုပိုင်ရဲတပ်ဖွဲ့ထားရှိသည်ကိုတွေ့ရသည်ထိုဝင်ဆောင်မှုအတွက်ကျင်းနဲ့အားရကြောင်းကြောက်တော်မျိုးကအမျိုးသမီးတူက development media group နဲ့ interview တွင်ပြောကြားခဲ့သည်ညာပိုင်းကျရင်ရက်ကွက်လမ်းတွေမှာကင်းဆောင်ပြီးတယ်ကင်းလဲပြီးတယ်အချိန်မတော်အရက်သေးစာတောက်စားမူးရစ်ပြီးတွာလာနေသူတွေကိုထိန်းသိမ်းပြီးအေးအေးယူတာတွေရှိတယ်ဒီလိုမျိုးလှုပ်ပေးနေတော့ကျွန်မတို့အတွက်ပိုပြီးလုံခြုံမှုရှိတယ်ဟုသူကပြောသည်ထိုအရာကိုကြည့်ပါကစစ်အာဏာသိမ်းမှုနောက်ပိုင်းတော်လိုင်းရေးကာလတွင်ရခိုင်ပြည်သူလူထုက ULAA ကိုပုံမုံယုံကြည်အားကိုးလာကြောင်းတွေ့ရသည် သို့သောအစိုးကောင်းများကဒွန်တွဲလျက်ရှိသည်2023ခုနှစ်အော်တိုဘာလတွင်ဆိုင်ကယ်ခုံးမှုတန်တရားဖြင့်ဖမ်းဆီးရိုက်နှက်ဆစ်ဆေးခံရသောကြောင့်ကျောက်တော်မြို့နယ်နီးကိုအောင်နိုင်ဆုံးပါသွားသည့်အမှုကိစ္စမျိုးလည်းရှိခဲ့သည်ထိုကိစ္စတွင် ULAA တရားရုံးကထိုဖမ်းဆီးမှုတာဝန်ရှိသူဗိုလ်ကြီးကိုငွေသိန်း20တန်ရိုက်သည်ရုပ်လောင်းကုန်ပြည်သားစုတိုင်းပြန်ပို့ခဲ့သည်ဟုကိုအောင်နိုင်ဖခင်ထံကသိရသည်အဆိုပါကိစ္စမျိုးသည်အစိုးရအနေဖြင့်ဝန်ဆောင်မှုပေးရအတွက်ပြည်သူလူထု၏ယုံကြည်မှုကိုရယူရာတွင်များစွာအဟံအတားဖြစ်စေသည် ောက်ရှိအရာရှိပိုင်းမှမာရင်ဆုံးဖြတ်မှုကြောင့်အပြစ်မဲ့အရက်သားတည်ဆုံးရမှုသည်လူအခွင့်ရေးကိစ္စများတွင်အတန်ထွက်နေသော ULAA နှင့်တရားရေးဌာန၏ဥပဒေအကြောင်းအရပွင့်လင်းမြင်သာမှုအပေါ်အထက်ကခိုင်းသည့် အတိုင်းအမိန့်ချမှတ်နေရသလားဟုမေးခွန်းထုတ်နိုင်သည်2024ခုနှစ်ဧပြီလ10ရက်နေ့တွင်ကြာရောက်သောရခိုင်တပ်တော်15နှစ်ပြည့်တွင်အာရခပြည်သူအစိုးရနှင့်အာရခတပ်တော်ဟုပြောင်းလဲခေါ်ခြင်းဖြင့်အစိုးရတရား၏လုပ်ငန်းစဉ်များပုံမှန်ဆောင်ရွက်လာခဲ့သည်ထိုအရာများရတဲ့တွင်တရားဥပဒေစိုးမိုးရေးအတွက်ပုံမှန်ဆောင်ရွက်လာခြင်း လောက်ပိုင်ခွင့်အာဏာအလဲသုံးစားလုပ်ထားသော ULAAE အကျင့်ပြဝန်ထမ်းများကိုအရေးယူခြင်းပိတ်ပတ်ရရှိထားသောနေမြေများအတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအာရခပြည်သူအစိုးရမိသက်ဌာနကမြို့ရွာများတွင်အသိပညာပေးလှူရှားမှုများစတင်ဆောင်ရွက်ခြင်းစသည့်ဝန်ဆောင်မှုများပါဝင်သည်ရဲတပ်ဖွဲ့ကိုလည်းအာရခပြည်သူလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန Department of Law Enforcement and Public Security DLEPS ဒီလက်ဖို့ပြောင်းလဲခေါ်ဝေါ်ခဲ့သည်အဆိုပါဒီလက်များသည် တိမ့်ပိုက်ထားသောမြို့များတွင်ပြည်သူလူထုယင်းအနေရဲ့ကင်းစင်ရေးနှင့် လုံခြုံရေးဆောင်ရွက်မှုများဝန်ဆောင်မှုပေးနေသည်ပညာရေးနှင့်ပတ်သက်၍ ULAA ထိန်းချုပ်ထားသောရခိုင်ပြည်နယ်ဆက်လေးမြို့နယ်တွင် Great တွဲတက္ကသိုလ်ဝင်ဆောင်ပွဲပွဲများကိုပထမဆုံးအနေဖြင့်အရခအမျိုးသားပညာရေးဌာန၏လမ်းညွှန်ချက်ဖြင့်ចောင်းသားចောင်းသူတို့ဖြည့်ဆို့နိုင်ပြီဟုအရခအမျိုးသားပညာရေးဌာနကထုတ်ဖော်ပြောကြားထားသည်ထို့အပြင်တက္ကသိုလ်ဆက်တက်ခွင့်မရသေးသောလူငယ်များအတွက်ရခိုင်ဒေသတွင်ကောလိပ်ဖွင့်လှစ်တင်ကြားနိုင်ရေးဆောင်ရွက်နေသည်ဟုအရခန်ကောလိပ်က မလ18ရက်နေ့တွင်ရခိုင်ဘာသာဖြစ်ထုတ်ပြန်ခဲ့သည်တင်ကြားရာတွင်မြန်မာသမိုင်းတင်ကြားမှုကိုယာယီရက်ဆိုင်ပြီးရခိုင်သမိုင်းကိုသာအဓိကတင်ကြားမည်ဟုအေပညာရေးဌာနဘက်ကပြောဆိုမှုများလည်းရှိသည်လူလက်ပိုင်းပညာတတ်ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသော ULAA သည်တရားရေးဥပဒေစိုးမိုးရေးကျန်းမာရေးအပိုင်းတို့တွင်သာမကပညာရေးအပိုင်းတွင်လည်းတည်တည်တသာအားစိုက်ထုတ်ကာဝန်ဆောင်မှုပေးလာသည့်ကိုတွေ့ရသည်ဤသည်ကိုကြည်ချင်းအဖြစ်တိုင်းပြည်တစ်ခုတည်ဆောက်ရာတွင်ပညာရေးကဏ္ဍ၏အရေးပါမှုကိုလက်တွေ့ကျကျတွေ့မြင်နိုင်သည် တခြားသောအစိုးရတရက်ဝန်ဆောင်မှုများအနေဖြင့်ထိန်းချုပ်နယ်မြေအတွင်အုပ်ချုပ်ရေးရန်နေရာများကအခွန်ကောက်ခံခြင်းဒေသတွင်ကုသန်းတော်လာရေးအတွက်ပြည်သူများကိုမှတ်ပုံတင်ကဲ့သို့သောအထောက်အထားထုတ်ပေးခြင်းမျိုးရှိသည်အထက်တွင်ဆွေးနွေးညှင်းခုံထားသောအရာများသည်ဇီဝအာဏာ Biopower Theory သဘောတရားအရပြည်သူလူထုကိုဝန်ဆောင်မှုပေးခြင်းဖြင့် UNAA သည်တော်လှန်ရေးကာလအလွန်ပေါ်ပေါက်လာမည်အရခပြည်သူအစိုးရအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းမှတ်ယူနိုင်သည်ပြည်တွင်းနှင့်နိုင်ငံတကာထိတွေ့မှု ပြည်တွင်းရေးတွင် ULAA သည်ယခုအချိန်ထိ FVNCC အဖွဲ့ဝင်ဖြစ်သလို2021အာဏာသိမ်းမှုနောက်ပိုင်းနိုင်ငံရေးစည်ရေးလှုပ်ရှားမှုများတွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့အနေဖြင့်ရည်တည်လှုပ်ရှားရုံသာမက ULAA တစ်ဖွဲ့တည်းလှုပ်ရှားသည်ကိုလည်းတွေ့ရသည်အာဏာသိမ်းနောက်ပိုင်းရှင်းပြည်နယ်နှင့်ပြည်မမှလူငယ်အများစုကို၎င်းတို့ထိတ်ချုပ်နေမည်အတွင်လက်ခံထားကစစ်ပညာသင်ကြားပေးခြင်းလက်နက်ရိက္ခာထောက်ပံ့ပေးခြင်းဖြင့်တော်လိုင်းအဖွဲ့စည်းပေါင်းများစွာပေါ်ပေါက်ရေးကူညီပေးခဲ့သည် မြေဥဒေါ်လာရဲ့အရာပေါ်ပေါက်လာသောဒေါ်လာရဲ့အစိုးရဖြစ်သည့်အမျိုးသားညီညွတ်ရေးအစိုးရနှင့်နိုင်ငံရေးအရာပူးတွဲထုတ်ပြန်မှုမျိုးရှိလာသည်ထို့ပြင်ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများနှင့်ဆက်ဆံရေးကောင်းမွန်လာသည့်အပြင်မကွေးပဲခူးအေယာဝတီနယ်စပ်များတွင်လည်းစစ်ရေးအရာပူးတွဲလှုပ်ရှားမှုမျိုးရှိလာပြီးအားကောင်းသောအဖွဲ့အစည်းအဖြစ်ရပ်တည်နေသည်နိုင်ငံတကာထိတွေ့မှုအပိုင်းတွင်ရခိုင်ကတည်းကတရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံမှုရှိခဲ့သည်ထို့အပြင်ပလောဝမြို့နယ်အပါအဝင်ထိန်းချုပ်နယ်မြေ15မြို့ရှိလာသောကြောင့်2024ဖေဖော်ဝါရီလ29ရက်နေ့တွင် မြန်မာအိန္ဒိယကလတန်စီမံကိန်း၏အစိပ်ပိုင်းတစ်ခုဖြစ်သောလမ်းပိုင်းတစ်ခုဖောက်လုပ်ရေးအတွက်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွှတ်တော်အမတ်ဇလာဗီနာနှင့် AA တို့နှစ်နိုင်ငံနယ်စပ်တွင်တွေ့ဆုံဆွေးနွေးခဲ့သည် ULA AA သည်ရခိုင်ပြည်နယ်အတွင်းဒီဖက်တိုအစိုးရတပ်ဖွဲ့ဖြစ်နေပြီးတစ်ဖက်မှာလည်းပဝင်းကျင်နိုင်ငံများနှင့်တကြိုးရင်းသဘောဆောင်သောထိတွေ့မှုတချို့ရှိလာသည်ကိုတွေ့ရသည်ထို့အပြင်2024ခုနှစ်အောက်တိုဘာလတွင်ပင်လယ်ပြားတို့၏တိုက်ခိုက်မှုခံရပြီးပင်လယ်တွင်စွန့်ပစ်ခံရသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား16ဦးကို AA ကကယ်တင်ပြီး တပ်ဆိုင်ရာဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်ဖွဲ့အားလွှဲပြောင်းခြင်းဖြင့်အဖွဲ့အစည်းတစ်ခုကြားထိတွေ့ဆက်ဆံမှုတစုံတရာရှိလာသည်၂025ခုနှစ်မတ်လ13ရက်နေ့တွင်ခုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လာရောက်ခဲ့ပြီးယူနစ်ဦးဆောင်သောယာယီအစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ်ရိုဟင်ဂျာပြည်သူများဂုံတိတ်ခါချီချီနေရက်ပြန်နိုင်ရေးနှင့်ပတ်သက်၍အေအေနှင့်တွေ့ဆုံဆွေးနွေးမှုလိုအပ်သည်ဟုပြောကြားခဲ့သည်ထို့ဆွေးနွေးပွဲတွင်အေအေနှင့်ဘင်္ဂလားဒေ့ရှ်တို့သည်နေဇာရေးရာကိစ္စများနှင့်ပတ်သက်၍ထိတွေ့ဆက်ဆံမှုများဆက်တိုက်ရှိလာနေသည့်အပြင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကနေဆက်တွင် AA နှင့်ဆက်ဆံရေးအစဉ်ပြေကြောင်းထုတ်ပေါ်ပြောဆိုလာသည်တခြားတစ်ဖက်တွင်လည်းရခိုင်ရေးပိုက်နှင့်အတွင်တရားမဝင်ငါဖမ်းသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့်ပတ်သက်၍ဘင်္ဂလားဒေ့ရှ်နှင့်ထိရောက်စွာပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်ကြောင်းမလ25ရက်နေ့တွင် AA ပြောခွင့်ရဥခိုင်ဒုက္ခက၎င်း၏ online လူမှုကွန်ရက်မှတစ်ဆင့်အသိပေးထုတ်ပြန်ခဲ့သည် ED ကိုကြည့်ပါက ULAA သည်အိန္ဒိချင်းဖြစ်သောအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာထိတွေ့မှုတချို့ရှိလာသည်ကိုတွေ့နိုင်သည်တစ်ဖက်တွင်လည်း ခုလသမဂ္ဂကရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အနာဂတ်တွင် ULAA နှင့်ထိတွေ့ဆက်ဆံမှုများပြုလုပ်လာနိုင်သည်ကိုတွေ့ရသည် ULAA နှင့်စိန်ခေါ်မှုများရိုဟင်ဂျာများနေရပြန်နိုင်ရေးပြဿနာဒေသအတွင်းဆေးရသွေးမှုနှင့်လူအခွင့်ရေးချိုးဖောက်မှုစွဲချက်များဖြည့်ရှင်းကင်တွေရေးတို့မှာ ULAA အခက်အခဲများတဲ့တွင်ပါဝင်သည်ရိုဟင်ဂျာအရေးသည်ရခိုင်ကကျူးလွန်ခဲ့သောစစ်ကောင်းဆောင်တို့တာဝန်ယူတာဝန်ခံရမည်ဖြစ်တော်လဲလက်ရှိတိုးတက်ပြောင်းလဲလာသောပထဝီနိုင်ငံရေးအခြေအနေအရ ULAA အတွက်လည်းတစုံတရာအရေးပါမှုရှိသည်မလာဇန်ပိုင်းဘန်ကောက်မြို့ ဘင်းစတအစည်းအဝေးတွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပထမတော့အဖြစ်ရိန်ဂျာပြည်သူတသိန်း၈၀၀အားပြန်လည်လက်ခံပါမည်ဟုဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကိုကတိပြုခဲ့သည်ပထမဆုံးအချက်အနေဖြင့်မင်းအောင်လှိုင်သည်ရိန်ဂျာလူမျိုးသုံးတပ်ဖြတ်မှုကိစ္စအားဓာတ်ရိုက်အမိန်ပေးကျူးလွန်သူဖြစ်သည်ဒုတိယအချက်အနေဖြင့်၂၀၂၀ရွေးကောက်ပွဲတွင်မက်ဆီယံမားသည်ဟုအကြောင်းပြကာရွေးကောက်ခံအစိုးရထံကအာဏာသိမ်းယူထားသူဖြစ်သည်နောက်ဆုံးအဖြစ်နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ရှိသောအာဂျင်တီးနားတရားကြုံကလူမျိုးတုံးတပ်ဖြတ်မှုဖြင့်ပါဝါဒဏ်ထောက်ခံထားရသူဖြစ်သည် နိုင်ငံရေးအရာကြီးမြေဆိုရင်မဲအောင်လိုင်းသည်ယခုအချိန်နှင့်တရားဝင်မှုမရှိသေးပေတရားဝင်မှုရရှိအောင်နိုင်ငံရေးကစားသောရိုဟင်ဂျာများကိုပြန်လည်လက်ခံပြီးဆိုသောဂရိကဝေသည်ရင်းတို့ကျူးလွန်ထားသောလူမျိုးတုံးတပ်ဖြတ်မှုကိစ္စကိုမတိကြိုးကြုံပြု၍ ULAAA နှင့်ရိုဟင်ဂျာပြည်သူများကိုတဖက်လက်ရန်တိုက်ပေးသလိုဖြစ်နေသည်အဘဲကြောင့်ဆိုသောလက်ရှိတိုးတက်ပြောင်းလဲနေသောနိုင်ငံရေးအခြေအနေအရမြေပြင်အနေထားတွင်တရားဝင်မှုဆိုင်ရာကိစ္စအပိုင်းတွင်မြို့တော်မြေပုံဆက်လက်ဆောင်ရွက်မည်ကိုများစွာမေကွန်းထုတ်စရာဖြစ်နေသည် ထို့ကြောင့် ULAA အနေဖြင့်ရိုဟင်ဂျာပြည်သူများဂုံတိတ်ခါချိစွာနေရပြန်နိုင်ရေးကိစ္စတွင်နိုင်ငံတကာနှင့်ပူးပေါင်းကာတာဝန်ယူမှုတာဝန်ခံမှုရှိကြောင်းပြသရန်လိုအပ်သည်အချုပ်အားဖြင့် ULAA သည်ထိ ंछ ုပ်ထားသောရခိုင်ဒေသတွင် de facto အစိုးရတရားပုံစံကျင့်ကြံလာကာပြည်သူများကိုကျန်းမာရေးပညာရေးတရားဥပဒေစိုးမိုးရေးစသည့်ဝန်ဆောင်မှုများပေးလည်နိုင်သည့်အပြင်ဖိနှိပ်မှုတချို့လည်းရှိနေသည်ဟုသတင်းတချို့တွင်တွေ့ရသည်တပတ်တွင်လည်းပြည်တွင်းပြည်ပထိတွေ့ဆက်ဆံမှုအပိုင်းအားကောင်းလာကဒေဂျူရင်းအစိုးရတပ်ဖွဲ့ဖြစ်လာလျက်ရှိသည် ထို့ကြောင့်ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးကိစ္စဆေးရသွေးမှုနှင့်လူအခွင့်ရေးဆိုင်ရာကိစ္စရပ်များတွင်ဂရုတစိုက်တေးကြဆောင်ရွက်နိုင်ပါက UNLAA သည်မြန်မာနိုင်ငံအတွင်းရှိတိုင်းဒေသလက်နက်ကိုင်အဖွဲ့များကြားတဲ့တွင်ပထမဆုံးဒီဂျူရီနှင့်ဒီဗီဒိုအာနာနှစ်ရလုံးချစ်သုံးလာနိုင်သောအစိုးရတရက်အဖြစ်ပေါ်ထွက်လာနိုင်ပြီဟုသုံးသပ်တင်ပြလိုက်ပါသည်။ဆောင်းပါရှင်တစ်လွင်သည်နိုင်ငံရေးနှင့်လူမှုရေးသိပ်ပံအထူးပြုလေ့လာနေသောတက္ကသိုလ်ကျောင်းသားတအူးဖြစ်သည်။အဆုံးထိနားတော်မိတဲ့တအူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါးများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တရရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်